မက်ဆီလိုဘောလုံးပုတ်တောက်ကစားနီးမက်ဆီဟာသူ့ခြေထောက်နဲ့ဘောလုံးကိုကတ်နေအောင်ထိမ့်ပြီးခြေလမ်းတိုင်းမိပါမှာဘောလုံးကိုထိကစားပါတယ်အဲ့ဒီမှာလူများစုကတော့ဘောလုံးကိုဝေးရကိုလွှတ်ထားမိတတ်ပြီးအဲ့ဒီအချိန်ကာလအတွင်းမှာခုခံကစားသမားကဘောလုံးကိုဖမ်းယူနိုင်တယ်ဆိုတာမိတ်ဆွေတတိထားမိမှာပါဒါပေမဲ့မက်ဆီကတော့ခန္ဓာကိုယ်ကိုနှိပ်ထားပြီးပခုံးလှည့်စားမှုလေးတုံးကခုခံကစားသမားကိုလှည့်စားပါတယ်မိတ်ဆွေကတော့ဟန်ချက်ညီညီနဲ့ဥတီယာကိုမြန်မြန်ပြောင်းနိုင်တဲ့ရွေးတော့သူတို့ကိုလှည့်စားနိုင်မှာဖြစ်ပါတယ် ဘူဖေးစားတောက်ဆိုင်မှာစားတောက်ပြီးတဲ့အခါကြံရစ်ခဲ့တဲ့အစားအစာတွေကိုအင်ချီယာမဲ့ရီစီလှူဒန်းတယ်လို့မိတ်ဆွေထင်ကောင်းထင်မိပါလိမ့်မယ်။ဒါပေမဲ့တကားတွေတော့ခတ်ပြီးတာနဲ့မန်နေဂျာကဝန်ထမ်းတွေကိုကြံရစ်တဲ့အစားအစာအားလုံးကိုအမြန်သိမ်းဆီးခိုင်းပါတယ်။ပြီးရင်ဝန်ထမ်းတွေကိုပေးတာတွေမလုပ်ရင်အစားအစာဘန်တွေနဲ့ညှိတာမျိုးမလုပ်ဘဲပလတ်စတစ်အိတ်တွေနဲ့ထည့်ပစ်လိုက်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့လှူဒန်းလိုက်ရင်တစုံတစ်ယောက်ဟာနေမကောင်းဖြစ်သွားပါကတရားစွဲခံရမှာစိုးတဲ့အတွက်အမိုက်ပုံးနဲ့စွန့်ပစ်လိုက်ကြတာဖြစ်ပါတယ်။ ကော်နာမက်ဂရီကိုကမက်စကော့ရဲ့မျက်နှာကိုလက်သီးနဲ့ထိုးလိုက်တဲ့အတွက်သူဟာကျန်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်။အဲ့ဒီမှာမက်စကော့ကမထနိုင်သေးခင်မှာပဲကော်နာကထပ်ပြီးထိုးလိုက်ပါသေးတယ်။ပွဲကြီးပရိသတ်တွေကတော့အဲ့ဒါကိုပြလုံးတက်တက်လိုပဲထင်ခဲ့ကြပေမဲ့လည်းသူကတော့ဆေးရဝင်ခေါ်ပြီးဆေးရုံအမြန်ပို့ခံခဲ့ရပါတယ်။ဒါပေမဲ့အနာတက်တာဆေးပေးပြီးတဲ့နောက်မှာတော့သူဟာလုံးဝပြန်လဲကောင်းမွန်လာခဲ့ပါတယ်။